ဆရာတော်အရှင်မြတ်ဖရာမူတဝါဒရဲ့အနှစ်သာရတပည့်တော်တိလိုရာလေးတစ်ခုမေးပါရစေ တပည့်တော်မကြာမူသားမပါလင်ကမချော်လုတ်ပါရဲငါးပါးတိလမှာမူသားဆိုရင်ဘလို့မူသားကိုများလက်မခံပါတပည့်တော်အဲ့ဒီလိုမူသားလေးတွေကင်းအောင်စူးစမ်းကြည့်ပေမဲ့လောကဆက်ဆံရေးတွေမှာအစင်မပြေနိုင်တာကို တွေ့ရပါတယ်မူတဝါဒတိခါပုံနဲ့ပတ်သက်ပြီးမိတို့လိုက်နာကျင့်သုံးရမယ်ဆိုတာကို ထေရဝါဒနဲ့မဟာယာနအမြင်နှမျိုးအရာတိလိုပါတယ်ဖေယားတစ္ဆာမဏ္ဍဗုဒ္ဓလောင်းရငုံငတ်မင်းဖြစ်စဉ်က တိုးမှာ အတောင်တွေတော့ရှိပါဒါပေမဲ့မပြောင်းနိုင်သေးပါခြေထောက်တွေလည်းရှိပါရဲ့မပြေးနိုင်သေးပါမိဖနှစ်ပါးလည်းထွက်ပြေးကြပြီးဤမန်နဲ့တစ္ဆာစကားကြောင့်အိုတော်မီရှောင်ရှားပါလို့လို့တစ္ဆာပြူလိုက်လို့တော်မီတွင်ပြီးအသက်ချမ်းသာခဲ့ပါတယ် ဒါကြောင့်ပါရမီခမ်းပြုမှာစကားသစ္စာမှန်သောခါကဩဇာလေးနဲ့ပေါ်စီတက်၍နှွေမျက်သစ်ပင်စေဘဝင်ဤလိုဆက်ဆိုပါရယ်သစ္စာမှန်တဲ့အသက်ချမ်းသာသူတွေယောဂပြောက်ကင်းသူတွေဘဝအခက်ခဲကိုကျော်လွှားနိုင်သူတွေအကြောင်းကျမ်းဂန်မှာများစွာဖော်ပြပါရယ်မူသားစကားဆိုတတ်သူဟာဘယ်မကောင်းမှုကိုမဆိုလို့ဖို့ ဝင်မလေးဘူးလို့တိဝုပါဏိတော်စာ20ရမှာမြတ်ဗုဒ္ဓဟောထားလို့မူသားရဲ့စန့်ကျင်ဘက်သစ္စာတရားရဲ့လေးနက်ပုံနဲ့မူတာဝါဒမှာရှောင်ကျင်မှုရဲ့တန်ဖိုးကိုနားလည်ဖို့လိုပါလိမ့်မယ်။သစ္စာပါရမီ ပါရမီဆိုတာတစတစဖြည်းဖြည်းချင်းဖြည့်စည်ရတာမျိုးပါ။ထက်ခါထက်ခါမရက်မစဲစိတ်ပါလက်ပါ မတွမဆုပ်လို့ရတယ်။သစ္စာဆိုတာကဂတိတရားရဲ့ပြီးပြည့်စုံခြင်း မိမိစကားကိုမဖောက်ဖျက်ခြင်းပြောတဲ့အတိုင်းလုပ်လုပ်တဲ့အတိုင်းပြောခြင်းလို့လည်းအတိတ်ပဲဖွင့်ဆိုနိုင်ပါတယ်ဗုဒ္ဓလောင်းရာရီကြတော့အမှန်တရားဟာဘဝလမ်းညွန်ဖြစ်လို့ယဉ်ကျေးမှုကိုဖော်ပြဖို့တောင်းအမှန်တရားကိုဖုံးကွယ်လေးမရှိဘူးလေဂတိပေးပြီးရင်အတက်ကိုပင်စွန့်ရဲကြလေ He returns at အမှတ်43အရာဗုဒ္ဓလောင်းရာဟာဘဝတန်တရားမှာကျင်လည်စဉ်မှာ အခြားတိလ၄ပါးကိုတခါတရံချိုးဖောက်နိုင်ပေမဲ့ မမှန်စကားကိုတော့လုံးဝမမြတ်ဟဘူးတဲ့ဟီရီဇက်အမှတ်363မှာတော့ဂတိအတိုင်းအမှန်မင်တီးပါစေ မလုံနိုင်တဲ့ဂတိကိုညှင်းဆိုပါအချီးနှီးဝါကြွားသူတွေကိုပညာရှိတွေမယုံကြည်ကြဘူးလို့တတိပေးပါတယ်မဟာတုဒ္ဒတော်မဆက်အမှတ်938အရာကောင်းကင်ယံမှာ နနခင်းကျယ်စင်ဟာပြောင်းလဲတဲ့လမ်းကြောင်းမှန်မှာတည်နေတယ်လို့ရာသီတွေအချိန်တွင်နှစ်တွေလဲရင်းတို့ရဲ့လမ်းခီးစင်မှာမတွေ့ဖြစ်တယ်လို့ပဲအလုံးစုံအသိပညာနဲ့ပြောဆိုသူဟာအမှန်လမ်းစင်မှာလုံးဝမရင်းရိုင်ပါဘူးလို့ဆုံးမပါတယ်အနှစ်သာရမပြောခင်နဲ့ပြောစဲမှာမမှန်မှန်တိလျက်ပြောဆိုတာကိုငူသားလို့ဆိုပါတယ်ငူသားပြောခြင်းနဲ့ဆက်ရှိနေရင် အဲ့ဒီစိတ်နဲ့ကိုနှုတ်တစ်ခုခုနဲ့မိမိပတ်ဝန်းကျင်ကိုမဟုတ်တာကိုအဟုတ်အဟုတ်ကိုမဟုတ်ပြောမိရင်မူတာမြောက်ပါတယ်မူတာဝါဒတိတ်ခါပုံနဲ့လောကလူပေါင်းမှနေထိုင်ခိုက်အတွင်းစိတ်နဲ့အပြင်ပမျက်စုံမှုတွေကြားခြားနာချက်မရှိအောင် လေ့ကျင့်ရပါမယ်မူတာဝါဒကိုရှောင်ကျင်သူရဲ့ကိုယ်ပိုင်ဘဝဟာအများသိတဲ့မိမိဘဝနဲ့တထက်တည်းဖြစ်ပါတယ်သူတစ်ပါးရဲ့နှလုံးမှုကိုရယူဖို့ကြောဝါဒကိုမလုပ်ဘူးသူတထူးရဲ့ချီးမွမ်းတာကိုရယူဖို့ကိုဟာကိုချီးမွမ်းစကားမဆို အဲ့ဒါအတွက်ကိုယ့်ရဲ့ချွေရင်းချက်တွေကိုဖုံးကွယ်မထားမိမိရဲ့ကိုချင်းတရားကိုအကျိုးမဲ့စွာထုတ်ဖော်မပြဘူးချီးမွမ်းထိုက်သူကိုချီးမွမ်းဆိုပြီးကဲရဲထိုက်သူကိုကဲရဲတယ်ဒါပေမဲ့အထင်သေးလို့မဟုတ်ပဲတနာကျင်နာလို့သာဖြစ်ပါတယ်စကားအမှန်တရားကိုမျက်စုံမှုဟာအခြားသူတွေရဲ့ကောင်းကျိုးချမ်းသာကိုမဖြစ်ပေါ်စေရင်စိတ်စိတ်နေတင်တာပေါ့ တကယ်၍အမှန်စကားဟာအခြားသူတယောက်ကိုအကျိုးရှိမဲ့ပုံပေါ်ရင်ပြောလိုက်မိလို့မိမိကိုယ်တိုင်ကိုနစ်နာစေနိုင်ပေမဲ့အဲ့ဒီစကားကိုငွက်ဆိုတင်တဲ့မိမိစကားကိုလေးစားတကယ်တို့အခြားပုဂ္ဂိုလ်တွေရဲ့စကားကိုလည်းထုံးမနာပြုပါလေဆိုလိုတာကမူတဝါဒတိတ်ခါပုံမှာအဲ့ဒီအနှစ်သာရတွေပါလို့လူအတိုင်းဝိုင်းမှာအဆင်ပြေနိုင်တဲ့နီနဲ့အဲ့ဒီနီကတယောက်နဲ့တယောက်မတူနိုင်ပါဘူးတတ်နိုင်သမျှစူးစမ်းပြီးလိုက်နာကျင့်သုံးဖို့ဒါအရေးကြီးကြောင်ပါ ထေရဝါရမာယောမဟာယာနမှာပါပါရမီ7ပါးနဲ့အဲ့ဒီထဲမှာတစ္ဆာပါရမီဆိုတာကိုဖော်ပြပါတယ်။ဒါကြောင့်အခြေခံအနှစ်သာရအနေနဲ့များစွာခြားနားမယ်လို့မထင်ဘူး။